ကမ္ဘာအဆင့်စကောလာကပ်ပြိုင်ပွဲမှာတော့ရွှေတစိမ့်နှစ်စုအပါအဝင်စုခဏစုရရှိခဲ့တဲ့နန္တာလိုင်းရဲ့တမီလာစီတီလိုင်းမင်္ဂလာပါပရိသတ်ကြီးနန္တာလိုင်းကတော့1990ပြည့်နှစ်တွင်မှာတော့အမတန်မှနာမည်ကျော်လူကြိုက်များခဲ့ပြီးတော့ရှယ်ရှန်တောင်အောင်မြင်ခဲ့တဲ့ထက်စင်ကရမီစုရမင်းမီတလက်ပဲဖြစ်ပါရဲ့ရှင်သူရိုက်ထားတဲ့စကားများရုပ်ရှင်များကလည်းအရင်ကနာမည်ကြီးခဲ့ပြီးတော့နန္ဒာလိုင်ခိလို့တောင်ခေါ်ကြတာပဲဖြစ်ပါတယ် မင်းသားကြီးတွေနဲ့အလွန်ပင်လိုက်ဖက်နေတာကြောင့်အဲ့ဒီခေတ်ကတော့သူတို့နှစ်ဦးစကားတွေဆိုရင်တော့အရန်ကိုအောင်မြင်ပြီးတော့နမည်ကြီးခဲ့တာပဲဖြစ်ပါတယ်ရှင့်နန်တာလိုင်းကတော့1996ခုနှစ်မှာတော့မြန်မာဇလန်နဲ့ရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ TV ကြော်ညာများစွာနဲ့ရုပ်ရှင်ကားများစွာကိုစက်တိုက်စစ်သလိုရိုက်ကူးခဲ့ပြီးတော့အောင်မြင်မှုများစွာကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ။တွေ့လူမင်းနဲ့လွေမိုးတို့ကတော့သူမနဲ့အတွေ့အများဆုံးမင်းသားတွေပဲဖြစ်ပြီးတော့သူမအနုပညာလောကထဲဝင်ပြီးတော့နှစ်နှစ်အကြာ1998ခုနှစ်မှာတော့ရွှေနသာဆက်အင်းရုပ်ရှင်ကားနဲ့အကောင်ဆုံးအမျိုးသမီးဆက်ဆောင်ဆုကိုရရှိခဲ့ရပဲဖြစ်ပါတယ်ရှင်။2006ခုနှစ်မှာလည်းတောက်သမန်တစ္ဆာဇက်ကနဲ့ထပ်မံရရှိခဲ့ပြန်ပါတယ်။2008ခုနှစ်မှာတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီဝင်ဇေကဘာဥခင်ရွှေရဲ့တဥစေတီခါနဲ့လက်ထပ်ခဲ့ပြီးတော့ CD line ZWD line ဇေမဒီလိုင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးသုံးယောက်ထွန်းကားခဲ့တာပဲဖြစ်ပါတယ်။တိမချာတီခင်ကတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီဝင်နေဖြစ်တဲ့တယောဆန်နန္ဒလိုင်းနဲ့ခင်ဖိုးဖြစ်သူဇေတီဟာတို့ကသူတို့ပိုင်ဆိုင်တဲ့မင်္ဂလာတွန်ကမြေခွဲကျဲကြီးပေါ်မှာတော့ဇေဗီလာအမေကအဆောက်အုံခြံဝင်းတစ်ခုကိုအကောင့်ထဲပေါ်နေပြီလို့လည်းသိရပါတယ်။သမီးလေးတွေကပြပမှာကြောင်းသွားမတက်ခင်မှာတော့နေလို့ရအောင်ဆိုပြီးတော့အမြန်ဆုံးဆောက်လုပ်ပေးသွားမယ်လို့လည်းဖခင်ဖြစ်သူဇေတီဟာကဆိုထားတာဖြစ်ပြီးတော့ အဲ့မိခွေပေါ်မှာတော့နန်းတော်ကြီးတို့မြကြီးကျယ်ခင်းထားတဲ့အိမ်တွေပန်းချံတွေတစ်ခွက်ချံတွေစိုက်ခင်းနေတဲ့အပန်းဖြေစရာနေရာတွေအမျိုးစုံကိုထပ်သွင်းဆောက်လုပ်သွားမယ်လို့သိရတာပဲဖြစ်ပါရဲ့ရှင်။အဲ့အိမ်ကြီးထဲမှာတော့တကြားလေးတွေစင်းချောင်းလေးပါပါရှိပြီးတော့သမီးတို့ရောစင်ကြကြနေနိုင်ဖို့အတွက်စောက်ပေးသွားမယ်လို့လည်းသိရပါရဲ့။ဒါအပြင်ဇင်ကြီးမတို့ရောကအခုလိုငွေကြီးပဲချမ်းသာတာမဟုတ်ပဲနဲ့ပညာရေးကအစားအရန်ကိုတော်လွန်ပါရဲ့။ဟုတ်ပါတယ်အခုလိုအရာရာကိုတခုမှကျန် ထပ်ပတ်ပေးမယ်မိဘရထားတာဟာလေသူတို့ရဲ့ထူးခြားတဲ့ကုသိုလ်ကံတစ်ခုလိုပဲပြောလို့တောင်းရပါတယ်။တင့်မကြခင်ရပိုင်လောက်ကလည်းဇီတီဟာကသူ့သမီးလာဘလောက်တော်ကြောင့်ကိုအခုလိုကြွားခဲ့ပါသေးတယ်။နန္ဒာလိုင်းရဲ့ခင်ဗျဇီတီဟာကသူ့သမီးလာလေးဇီတီလိုင်းကဟော့စကောလာကပ်ပြိုင်ပွဲဝင်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုလိုပြောပြခဲ့တာပဲဖြစ်ပါတယ်။တမီးဒီကဟော့စကောလာကပ်ဝင်ပြိုင်မှာမလို့ကိုတခုရရင်စရင်ဂိမ်းတခုဝယ်ပေးမယ်လို့ပြောမိ啊။တမီးနဲ့အမေကပြန်ပြောပြမှတ်ထားကြတယ်။ မနေ့ကဂွန်မီတယ်နဲ့ဆေးဘာမီတယ်အများကြီးရထားတာတဲ့ခုနှစ်ခုလားရှစ်ခုလားမသိဘူးဒီနေ့အတွက်ကပြီးခဲ့တဲ့နေ့စံချိန်ထက်မရောရင်ပေးမယ်လို့ပြန်ပြောလိုက်ရတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာအစ်စ်ပြတ်သွားတော့မသိလိုက်ဘူးလို့ဖခင်ဖြစ်သူစေတီဟာက ပြောခဲ့တာပဲဖြစ်ပါတယ် ဒါပေမဲ့တကယ်တမ်းဝင်ပြန်ပြီးတော့လေစုရက်လက်မလေးဇီတီလိုင်းလေးကခုနှစ်ခုစေဘာငါးခုစုခုခဲ့ပြန်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူဇီတီဟာအနေနဲ့တမီကခုနှစ်ခုစေဘာငါးခုရခဲ့တယ်။စုပေးနေတာကိုကြည့်ပြီးတော့ဝမ်းတာရမလားဝမ်းနေရမလားမသိတော့ဘူးလို့ဂျင်နူးကိုယူစွာနဲ့ပြောခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်ချင်း။တမီးကြီးဇီဝရီကလည်းပကြီတော့ပြီးတော့သူ့ဘာသာဒေါ်လာရှာနေနိုင်တာလည်းဖြစ်ပါတယ်။တခါပုံဆိုရင်ဒေါ်လာ100နဲ့အထက်ရတဲ့အထိအလွန်မဲတော်လွန်နေပါတယ်။ အကြီးမလေးပဲတော်တာမဟုတ်ပါဘူးအလတ်လေးစေရတီနဲ့ငယ်လေးစင်မတီကလည်းစာအရန်တော်တော့မမေနန္ဒာလိုင်ကလည်းအရန်ကိုဂုံယူနေတော့မှအသေးကြပါပဲရှင်တကယ်ကိုရွှေစွန်းကပ်ပြီးမွေးဖွားလာတယ်ဆိုတော့ကတော့စေညီမ၃ရောက်အတွက်ထွန်းထားပေးတဲ့စကားလို့တောင်းမှမယူလို့ရနေပြီဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတွေအမင်းကိုလည်းဒီအမှမချက်ပေးခဲ့ပါဦးနော်အစစ်စင်ကိုအဆုံးထိလိုက်ပါကြီးစုပေးခဲ့ကြတဲ့ပြိတ္တအယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။